ကိုဇော်ဘုံဟင်းဒီအာအိမ်ပြန်ရောက်ပြီဆိုပြီးတော့သတင်းတွေလွှင့်နေတယ်ကိုဇော်ဘုံဟင်းနဲ့ပတ်သက်ပြီးတော့သတင်းမှားတွေပေါ့ဗျာနော်လွှင့်နေရအားလုံးဟာမှားနေပါလေကိုဇော်ဘုံဟင်းဒီအခုချိန်ထိဘာမှမတက်ဆင်ခြင်းမခံရဘဲနဲ့ဆွဲခံထားပါတယ်အဲ့တော့အကိုဇော်ဘုံဟင်းကိုအခုလိုမျိုးလှုပ်တလှုပ်ရက်တွေဟာအတတော်လေးကိုပေါ့နော်အဲစဉ်းစားစရာတွေဖြစ်လာတယ် ဒါမတရားဘူးလို့ပြောလို့ရတယ်ပေါ့ဗျာနော်မင်္ဂလာပါကျွန်တော်မျိုးရင်အားလုံးမင်္ဂလာပါအဲကိုဇော်ဘုံဟင်းတရင်နဲ့စပါမယ်ကိုဇော်ဘုံဟင်းဒီအာအိမ်ပြန်ရောက်ပြီဆိုပြီးတော့တရင်နေလွှင့်နေတယ်ကိုဇော်ဘုံဟင်းနဲ့ပတ်သက်ပြီးတော့အတရင်မားတွေပေါ့ဗျာနော်လွှင့်နေရအားလုံးဟာမားနေပါလေကိုဇော်ဘုံဟင်းဒီအခုချိန်ထိဘာမှမ တက်ဆင်ခြင်းမခံရဘဲနဲ့ဆွဲခံထားရပါတယ်အဲ့တော့အကူစော်ဖုံးဟင်းကိုအခုလိုမျိုးလှုပ်တဲ့လှုပ်ရက်တွေဟာအတတော်လေးကိုပေါ့နော်အစင်းစားစရာတွေဖြစ်လာတယ်ဒါမတရားဘူးလို့ပြောလို့ရတယ်ပေါ့ဗျာနော်အကျွန်တော်အနေနဲ့ကိုစောဘွင်းနဲ့ကျွန်တော်တို့ပုဂ္ဂိုလ်ရေးခင်မင်မှုတော့ရှိတယ်။တော်တော်လည်းချစ်ချင်းမုန်းချင်းအပထားပါကျွန်တော်အမြဲတမ်းပြောပါရယ်ဥပဒေအထက်မှာဘာလို့မှမရှိစေရဘောဗျာနော်ဥပဒေရဆောင်ရက်ပါဆိုတော့ စကားပဲကျွန်တော်ပြောပါတယ်ချစ်ချင်းမုန်းချင်းပေါ့ကြော်လုံပြီးတော့ပြောရမှာပါအဲ့တော့ဥပဒေရဆိုရင်အ66ကကြီးနဲ့ဆွဲဆွဲတာဆွဲလို့ရတယ်ဟာရဲရဲပိုင်းကိစ္စဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒေတာခံ yes ခံနေပြီးတော့တည်တည်ချာတည်တည်ချာဖန်ဆီးရဲ့ဟိဆိုကြကျွန်တော်ဘာမှမပြောလို့ဘူးအခုလှုပ်တဲ့ပုံစံကကိုစော်ဖွင့်ရလှုပ်တဲ့ပုံစံကအဲရဲထက်ကြော်ပြီးတော့ဒီစာရဖကနေပြီးနိုင်ငံတော်အဆင့်ဆွဲတာ ဥပမာပြနိုင်ငံတော်အစင်းဆွဲတဲ့ပုံစံဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်တို့ဆွဲသွားလိုက်တယ်ဗျာအဆွဲသွားပြီးတော့မှဟိုမှုဒီမှုဟိုမှုဒီမှုဆိုပြီးတော့အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်တရားဆွဲတဲ့ပုံစံမျိုးပါအဲအဲ့လိုပဲကိုစော်ဘဟင်းကလည်းပါတော်တောင်းတော်အစင်းတော်မဟုတ်ဘူးဗျာသူ့ကိုဆွဲတဲ့ပုံစံကလည်းဒေါစုကြည်နီးပါခေါ်မလဲမချာနာပဲဆွဲခံရတဲ့ပုံစံမျိုးဗျာအဲ့တော့ကြောင့်မလို့ကိုစော်ဘဟင်းဆွဲတဲ့ပုံစံတွေကတအားကိုလွဲနေတယ်အဲ့တော့ သူ့ကိုဆွဲသွားတယ်ဆွဲသွားပြီးတော့မှဟိုဘယ်လိုခေါ်မလဲဆိုတော့အမှုကဘယ်လိုခေါ်မလဲအမှုကရှာရအောင်မှာကောင်ဆန်းစုကြည်ကိုအမှုရှာတယ်လို့ပဲအဲကိုဖုံးကိုလည်းအမှုကရှာရအောင်မှာအဲ့ဒီအတွက်ကြောင့်မို့လို့အဲကျွန်တော်သုံးသက်တယ်ပေါ့ဗျာနော်။ဘာကြောင့်လဲဆိုရင်ကျွန်တော်အခုကိုကိုဖုံးနဲ့ပတ်သက်ပြီးကျွန်တော်အဲဒီပေါ့နှစ်ဖက်သတင်းတွေပေါ့ဗျာနော်။အဲကျွန်တော်တို့ဒီတပ်ဖက်ကထောက်ခံသူတွေအားလုံးရဲ့သတင်းတွေအဲပြီးတော့ အဲဘလော့ခေါ်မှုဆိုလို့ရှိရင်ဒီ mainstream media တွေပေါ့ဗျာနော်ဒေါ်လာစားမီဒီယာလို့ခေါ်တဲ့အကျန်းဖက်အားပေးပေါ့အဲဒီမီဒီယာတွေကိုမီဒီယာတွေကိုလည်းကျွန်တော်အားလုံးလိလအားလုံးပေါ်မှာချုံချုံသုံးသက်ကြည့်မယ်ဟဲ့ဆိုလို့ရှိရင်တော့ကိုဖုံးကိုဆွဲတဲ့ပုံစံကလုံးဝအမှုမရှိလို့အတွက်ကြောင့်မို့လို့ဘာမှုလို့ဘာမှုလို့ဖြစ်ရှားမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာအဲ့တော့ဒေါ်စုကြည်ကိုဆွဲတဲ့လိုမျိုးပဲအဲကိုဖုံးကိုဆွဲတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့တရားဥပဒေရဲ့ ထက်ဆိုတာလည်းဆိုလို့ရှိရင်ဘယ်လိုခေါ်မလို့ဆိုရင်ပုံမှန်ကတော့တောက်မြင်ကပုံမှန်ပုံစံမျိုးဖြစ်နေတယ်အဲ့တော့အဲဖြစ်ပုံစမ်းပုံတွေကိုတရားကြည့်တဲ့အခါမှာလည်းအဲစစ်တပ်ဘက်ကပေါ့ဗျာနော်ဒီ channel တွေပေါ့အဲအများစုဒီစစ်တပ်ကိုအားပေးထောက်ခံတဲ့ဒီ channel တတော်များများရဲ့ PR တွေလည်းပါတယ်เนาะကျွန်တော်ကြည်ရသလားဆိုရှင်အဲသူတို့ရဲ့ PR တွေပါသလိုအဲကိုဖုံးအနေနဲ့ကလည်းပြဿနာတွေဖြစ်ခဲ့ဘူးတာရှိတယ်အဲ့ဒီပြဿနာဖြစ်ခဲ့ဘူးတာကအဲပုံလင်းလင်းပြောမယ်เนาะ အဲဒီစစ်တပ်ထောက်ခံသူเนาะဥမာဖြစ်ခင်ဗျားတို့ပြောသလိုဘောမပဲဖြစ်ဖြစ်အစိမ်းပဲဖြစ်ဖြစ်ပေါ့ဗျာเนาะအဲဘောမဆယ်လီတွေအဲဘောမ channel တွေပေါ့ဗျာเนาะအဲဒါခေတ်စကားနဲ့ပြောတာပါကျွန်တော်လည်းခင်ဗျားတို့ဘောမခေါ်တာပဲလေเนาะအဲ့တော့ဒီ channel တွေဒီပုံကိုယ်တွေရဲ့အနောက်မှာအဲ background ကောင်းကောင်းရှိနေတတ်တယ်เนาะ background ကောင်းကောင်းရှိနေတတ်တယ်အဲ အပွင့်အခက်ကောင်းကောင်းရှိနေတတ်တယ်ဟုတ်ကြာနော်အဲ့တော့ဒီအပွင့်အခက်ကောင်းကောင်းရှိနေတဲ့အတွက်ကြောင့်မို့လို့အဲသူတို့တွေမှာသူတို့ ਨੇ သွားပြီးတော့မညှိလေနဲ့ကြာသိလားသူတို့ ਨੇ သွားညှိလို့ရှိရင်တခွေးမဟုတ်တခွေးရတော့ပြဿနာရှိနိုင်တယ်အဲ့တော့အဲဘယ်လိုခေါ်မလဲဆိုတော့သူတို့ပြောတဲ့တက်လော်ပြီးပေါ့ဗျာနော်အဲကျွန်တော်တို့ဆိုလို့ရှိရင်ခင်ဗျားတို့လည်းခေါ်နေတာပဲတက်လော်ပြီးပဲဖြစ်ဖြစ်လားဘောမှာပဲဖြစ်ဖြစ်ပေါ့ဗျာနော်အဲဒါမဲ့နောက်ပြန်မှာ background ကောင်းကောင်း မရှိဘဲနဲ့ စွာနေတာဆိုတော့ကိုဖုံးတို့ကျွန်တော်တို့ပဲရှိတယ်။နောက်ကွယ်မှာကျွန်တော်နောက်မှာကြောပဲရှိတယ်။ဘာမှမရှိဘူး။ကျွန်တော်ဆိုလို့ရှိရင်အကျွန်တော်ရဲ့လွတ်မြောက်ဘယ်လိုခေါ်မလဲဆိုရှင်အဲလွတ်မြောက်တဲ့အခွင့်အရေးလေးပဲရှိတယ်။နော်ဒါကကျွန်တော်ရဲ့ background ပဲ။အကိုဖုံးဆိုရှင်သူ့နောက်မှာဘာ background မှာရှိတာမဟုတ်ဘူးလို့ကျွန်တော်သုံးသပ်ရတယ်။အဲဒါကြောင့်မို့လဲအခုလိုအချိန်မျိုးမှာအဲသူဒုက္ခရောက်တာဖြစ်တယ်။အဲ့တော့အခုချိန်မှာစွန်ကြီးဝိုင်းလောင်းခံရတဲ့ပုံစံမျိုးဖြစ်တယ်။ဘယ်သူရဲ့စွန်ကြီးဝိုင်းလောင်းလဲဆိုတော့ကိုဖုံးအနေနဲ့တော့ဟုတ်ပါတယ်။အဲကျွန်တော်တို့ဒါတစ်ဖက်ကလည်းဝန်ခံမှာ သူ့ရဲ့ပြောဟောမှုတွေပြောဆိုမှုတွေဟာဆိုလို့ရှိရင်ဒါသူ့ကိုနှစ်သက်သူတွေအလုံးအတွက်အားပေးစရာဖြစ်တော်ညာလည်းပဲအဲသူ့ရဲ့စကားကြောင့်စိတ်ဒုက္ခရောက်တာစိတ်ဒုက္ခရောက်တယ်ပေါ့ဗျာနော်စိတ်မရတဲ့သူတွေလည်းရှိပါတယ်အဲ့တော့သူတို့ရဲ့ခံစားချက်ကိုလည်းနားလည်ပေးရမှာပါနော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပါကျွန်တော်ပြောသလိုပေါ့တရားဥပဒေထက်မှာဘလူးစီဘလူးမှမရှိစေရတရားဥပဒေအရလုတ်မယ်ဟေ့ဆိုရှင်လုတ်ပါနော်လုတ်ပါကျွန်တော်အနေနဲ့ဘာမှမပြောတော့ဘူးအခုလုတ်ရက်တွေကတရားဥပဒေကိုကျော်လွန်ပြီးတော့ တရားဥပဒေကျော်လွန်ပြီးတော့ comment ဆိုပုံမှားလည်း66ကကြီးမဟုတ်ဘဲနဲ့တောက်မြင်ကပုံမှားဖြစ်နေတာပါနော်အဲ့ဒါကြောင့်မို့လို့အဲခင်ဗျားတို့ကုတ်ဖုံးကိစ္စမှာမတရားဘူးလို့ကျွန်တော်တို့ကပြောရတော့မှာပါဗျာနော်အဲ့တော့အခုသူအရင်ကရန်ဖြစ်ခဲ့ဘူးတဲ့သူတွေရဲ့စွန်ကြီးဝန်လောင်ခြင်းလဲခံရတာဖြစ်နေနိုင်တယ်လို့ကျွန်တော်သုံးသပ်တယ်အဲထို့သူဘယ်ခေါ်မလဲချွတ် channel တွေပေါ့ဗျာနော်ဟိုဒီ တက်အပီထောက်ခံတဲ့ channel တွေပေါ့ဗျာဒီ channel တွေမှာလည်း PR ရှိတယ်ဗျာသူတို့ကိုလည်းသူတို့နောက်မှာလည်းလည်း Apple Commerce account တော့မဟုတ်ဘောเนาะຢာသူကြီးကြီးမားမားရှိနေတတ်တယ်ဒီ channel တွေကစုပြီးဟေ့ဆိုရင်တော့သူတို့စုပြီးဆိုရင်သူတို့ရဲ့နောက်မှာရှိနေတော့ အရာရှိတွေပဲဖြစ်ဖြစ်ပေါ့ဗျာနော်ဟိုလုတ်လုတ်ပိုင်ခွင့်ရှိတဲ့သူတွေတော်တော်များများကငြိမ်ပြီးလို့မရတော့ဘူး။ဟာတို့ကအသားတွေကိုဒီလိုမျိုးဆဲနေတယ်ဟဲ့။ဟာဒါကျွန်တော်တို့ကဒီလိုမျိုးပြောနေတယ်။ကျမတို့ကဒီလိုမျိုးပြောနေတယ်။သမီးတွေကဒီလိုမျိုးပြောနေတယ်ဟဲ့။ဟာခင်ဗျားတို့ဘာမှမလုပ်နိုင်တော့ဘူးလား။ဘာမှမလုပ်နိုင်ဘူးလို့ဆိုဘူးလားဆိုပြီးတော့ကိုဖုန်းနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပလွဲရိုက်လာတဲ့အခါမှာတော့လုတ်တို့အနောက်ကအခက်တွေအပွင့်နေနေနော်။ဟို လုတ်ပိုင်ခွင့်ရှိတဲ့သူတွေကငြိမ်နေလို့မရတော့ဘူးလေနော်အဲ့တော့ကုတ်ဖုံးကိုတောက်မြင့်ကဆွဲစရာပုံမှလည်းရှာမြတဲ့ခါကျတော့ဒီလောက်တော့ပြတောက်မြင့်ကပုံမှလည်းဆွဲတယ်ကွာဆိုပြီးတော့အခုလိုမျိုးကုတ်ဖုံးကိုတရားဥပဒေမဲ့ပုံမှမဲ့နော်တောက်မြင့်ကပုံမှလည်းကျန်တာဘာမှမတွေ့ဘဲနဲ့ဆွဲသွားတာဖြစ်တယ်အဲ့တော့အဓိကကတော့လူများပြီးတော့နော်ဟိုနီးပိမ့်များလို့ပဲအီကိုကျွဲဖက်တာပါနော်အီကိုကျွဲဖက်တဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ မဒါနဲ့ပတ်သက်ပြီးတော့ခမည်းတော်ကိုဖုံးအားပေးထောက်ခံသူတွေပေါ့နော်အဲခမည်းတော်ကနေပြီးတော့မထကြွပဲနဲ့ပေါ့နော်ခမည်းတော်ရဲ့စန္ဒပေါ့ကိုဖုံးကိုကျုပ်တို့ချစ်ပါတယ်ဆိုအားပေးထောက်ခံသူ့ကိုခုလပေးပါဆိုပြီးတော့ခမည်းတော်ကမထကြွဘူးဆိုလို့ရှိရင်တော့ကိုဖုံးဒီအဲသူ့ရဲ့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်သူ့ရဲ့စန့်ကျင်ဘက်တွေပေါ့နော်ဒီစန့်ကျင်ဘက်တွေရဲ့ PR သူခံရလိမ့်မယ်အဲ့တော့ခမည်းတော်ငြိမ့်နေတာတော့ကျွန်တော် အံ့ဩတယ်ဗောဗျာနော်အဲ့တော့ခင်ဗျားတို့ရဲ့ဆန္ဒကိုထုတ်ဖော်ပြသကြပါနော်အဲ့တော့မှတ်သားလေးခင်ဗျားတို့ချစ်တယ်မဟုတ်ဘူးလားအေးခင်ဗျားတို့ချစ်တယ်ခင်ဗျားတို့ချစ်တယ်ငြိမ်ပြီးချစ်နေတော့မရဘူးနော်စာလေးတစ်ကြောင်းတော့လကောင်းဓာတ်ပုံလေးတစ်ပုံတော့လကောင်းနော်ဗီဒီယိုလေးတစ်ဖိုင်တော့လကောင်းတော့အ ਨੇ ဆုံးတော့ထုတ်ဖို့ပြသကြပါเนาะအခင်ဗျားတို့ရဲ့အနောက်မှာလည်းအခင်ဗျားတို့ရဲ့အခက်တွေအပွင့်တွေရှိပါတယ်เนาะအဲ့တော့ခင်ဗျားတို့ကလည်းဖီအားမပေးဘဲနဲ့ဒီလူတွေကအလုပ်လုပ်မှာမဟုတ်ဘူးအဲ့တော့တို့တက်ထဲမှာအခုဖြစ်နေတဲ့ပုံစံက အဲဒီနေရာမှာကျွန်တော်ကြည့်တာပေါ့နော်အဲဘယ်လိုခေါ်မလဲဆိုတော့သူ့ဘက်ကိုယ့်ဘက်ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ခမရတို့ကနေပြီးတော့ရွေးချင်ချင်မထကြွပဲနဲ့နော်ဆန္ဒမပြရင်တော့ကိုယ်ဖုံးကွာမတွေ့ရစရာဖြစ်တယ်အဲ့တော့ခမရတို့ကိုယ်ဖုံးကိုချစ်ကြလားလေးစားကြလားအေးလေးစားကြတယ်ဟေ့ဆိုလို့ရှိရင်တော့ကိုယ်ဖုံးနဲ့ပတ်သက်ပြီးတော့ကိုယ်ဖုံးလွတ်မြောက်ဖို့ဒီတရားဥပဒေမဲ့ဆွဲဆိုနေတာတွေဒါတွေလက်တွန့်သွားဖို့နော်ဒီအုပ်စုနော်ဒီအုပ်စုဆိုတာကိုယ်ဖုံးရဲ့ ကုတ်ဖုံးကိုမုံတဲ့သူတွေအုပ်စုတွေအနိုင်မရသွားဖို့အတွက်ကခင်ဗျားတို့ကုတ်ဖုံးကိုချစ်တဲ့သူတွေကတခုခုလုံးမရတော့မယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်เนาะအဲ့တော့ကုတ်ဖုံးတို့ခင်ဗျားတို့ဆန္ဒထုတ်ဖို့အချိန်တန်ပြီเนาะအဲ့တော့ခင်ဗျားတို့တွေကြက်ကျွတ်တွေလားเนาะချစ်ကင်းလားအဲ့ဒါကျွန်တော်ကြည့်ရမှာပါဗျာเนาะအဲ့တော့ကြက်ကျွတ်တွေလားเนาะအဲ့ဒါလေးအဲကျွန်တော်တို့မေးချင်တယ်ကုတ်ဖုံးနဲ့ပတ်သက်ပြီးတော့စာလေးတစ်ချောင်းတော့လကောင်း comment လေးတစ်ချောင်းတော့လကောင်း video file လေးတော့လကောင်းเนาะ စာနာထုတ်ဖော်ပြသကြပါเนาะအဲ့ဒါပါတန်လင်းကိုဖုံးအတွက်အစဉ်ပြေလိမ့်မယ်အခုချိန်ထိကိုဖုံးဒီနိုင်ငံတော်အဆင့်ဒီပါဆွဲစီခံရတာပါเนาะနိုင်ငံတော်အဆင့်ဒီပါဆွဲစီခံရတာပါအဲ့ဒီတော့ချက်ဖို့လို့တော့ခင်ဗျားတို့ဘာမှမပြောရင်တော့ကိုဖုံးအတွက်မလွယ်ဘူးเนาะအဲ့ဒါလေးကိုဖုံးနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြချင်ပါဟုတ်ပြီမတရားမှုကျွန်တော်တို့ကတော့ကျွန်တော်ရဲ့အကျိုးစီးပွားကမတရားမှုပဲမတရားတာမှန်သမျှတော့ကျွန်တော်တိုက်ခိုက် ပြောဆိုဝေဖန်မှာဖြစ်တယ်အဲ့တော့ကုဖုံးကိစ္စကကုဖုံးကျွန်တော်တို့ဒါတတိယအဖြစ်ပုံကိုရေးခင်မှုနဲ့ရှိပါတယ်ကုဖုံးနဲ့ကျွန်တော်နဲ့နော်ခင်နဲ့ခင်နဲ့ကျွန်တော်သူနဲ့ကျွန်တော်ဆိုလိုက်နေပါလေအတူတူလှင့်မှုတယ်ဒါအဓိကမှမဟုတ်ဘူးကျွန်တော်တို့အဓိကတရားဟုတ်ပြီးစုံမမှုနဲ့လှုံထုံးလုံးနေမှန်ကန်ဖို့အဲ့တော့ကျွန်တော်ပို့စာရေးပါတယ်သူနဲ့ပတ်သက်ပြီးပြောပါတယ်အဲ့တော့တရားဥပဒေထက်မှာဘယ်သူမှမရှိစေရအဲ့တော့တရားဥပဒေနဲ့ညီဆွဲဆန်းမှလှုပ်ဆန်းပါနော်အခုလိုမျိုး လူကိုဖမ်းပြီးတော့မှအမှုစင်တဲ့ဇာတ်တွေကတော့တရားဥပဒေကိုကျော်လွန်တဲ့ပုံစံမျိုးတွေဖြစ်နေတယ်။အဲ့တော့အဲသူနဲ့ရန်ဖြစ်ဖူးသောသူတွေရဲ့ဖိအားကအများကြီးပါတယ်နော်။အဲဒါကတစ်ချက်။အဲနောက်တစ်ခုဆနာပြောတဲ့ဒီသူ့ကိုသူရဲ့ဆဲခံရတဲ့ပေါ့နော်။ဒီ channel တွေရဲ့ပြောဆိုမှုတွေကလည်းအများကြီးပါတယ်။အဲ့တော့သူတို့စုမတော့အဲသူတို့နောက်ကအပွင့်နေခက်တွေကလည်းနေမနေနိုင်တော့တဲ့အတွက်ကြောင့်မို့လို့ ်ဆွဲစရာပုံမှားလည်းမရှိတဲ့အတွက်ကြောင့်ဒီလောက်တော့ဖေတောက်မြက်ကပုံမှားလည်းဆွဲတယ်ကွာဆိုပြီးကိုဖုန်းခုမြန်မှာလက်ကလေးထောက်လို့နော်အမ်လက်ကလေးအဒူပရဖော်မန်းဆိုလက်မြောက်ဒူထောက်မျက်လုံးနေပိတ်လို့ဒီလားနော်အဲ့လိုမျိုးလေးတွေ့ရတယ်ကိုယ်ဖုံးလွတ်လာပြီဆိုတာလေလုံးဝမဟုတ်ပါဘူးလွတ်ဖို့လည်းမလွယ်ပါဘူးမလွယ်ပါဘူးဒါနိုင်ငံတော်အစ်စ်ပုံစံဒီပါတောက်မြက်ကပုံမှားကြီးပါနော်အော်ခင်ဗျားတို့တခုခုဆောင်ရွက်ဖို့အချိန်တန်ပါပြီနော်အဲသူနဲ့ကျွန်တော်နဲ့ဒါမျိုးပေါ့ဟို လိုက်ရင်းလို့မူတာဒါနော်ဒါကျွန်တော်ပုံကိုခင်မင်မှုတွေအပြည့်အဝရှိပါတယ်အတူပါတော့လည်းပဲအမှန်တရားအတိုင်းပဲကျွန်တော်တို့ပြောရမှာပါအဲ့တော့ကိုဖုံးအနေနဲ့လူမျိုးဝဆိုတော့ခင်ဗျားတို့ကျွန်တော်တို့တခုခုဒါမျိုးလေးပေါ့ဆန္ဒထုတ်ဖို့ပြသကြပါအဲ့လိုပဲကျွန်တော်ပြောချင်တယ်နော်ကဲဟုတ်ပြီဒါကတော့မတရားမှုတစ်ခုပေါ့ဗျာနောက်ထပ်မတရားမှုတစ်ခုကိုကျွန်တော်ဆက်သွားရမယ်အဲကျွန်တော်မိုးညင်းခလာရ15နဲ့ပတ်သက်ပြီးတော့အဲကျွန်တော်ကျွန်တော်ကြိုင်မဲ့ဒီကိစ္စကပေါ်ထုတ်ခဲ့တာဖြစ်တယ်ကျွန်တော်ကြိုင်မဲ့ထုတ်ဖို့ပြောဆိုခဲ့တယ်ပေါ့ဗျာနော် ဲ့တော့ထုတ်ထုတ်ပေါ်ပြောဆိုသည်လေးရောက်လဲအဲသူတို့ဘက်ကဘယ်လိုခေါ်မလဲဆိုတော့အဲ့တော့ဆုံးမပြောသူဘလူများပြီးတော့နော်လူကြီးအီကိုကျွဲဖက်တဲ့ဇယိုက်ပုံစံမျိုးတွေလည်းမိုးငင်းမှာတွေ့နေရတယ်အဲ့တော့ကျွန်တော်ကပြောလိုက်တော့ကျွန်တော်ကြောင့်ပုံစံမျိုးဖြစ်နေတယ်ဆိုလိုချင်တာကအာကျွန်တော်ကြောင့်တဲ့ဒီခံရတဲ့လင်မယားကပို့ပြီးတော့ဘယ်လိုခေါ်မလဲဖီအားတွေများလာတာကိုသွားတွေ့ရတယ်အဲ့တော့သူတို့ဖီအားတွေကိုကျွန်တော်ကိုယ်တိုင်ဒီကျွန်တော်ပခုံးပေါ်မှာထပ်တင်ပြီးတော့ကျွန်တော်ထမ်းလာမှာပါနော်အဲ့တော့ကျွန်တော်တို့အတူတူ ရဆန်ရမှာပါเนาะအဲ့တော့ကျွန်တော်လည်းမတရားရင်နေမနိုင်ဘူးမတရားမှုကသူတို့ဖြည့်ရှင်းလိုက်ပြီဘလို့ဆိုမတရားမှုကိုမတရားမှုနဲ့မတရားလုပ်ပြီးတော့သူတို့ဖြည့်ရှင်းတဲ့အချိန်မှာဒီမတရားမှုကမတရားဘူးလို့ကျွန်တော်အနေနဲ့တော့ကြားထဲကနေပြီးတော့နည်းနည်းပါးပါးတော့ပြောပိုင်လို့မရှိဘူးလားဗျာเนาะအဲ့တော့ကျွန်တော်ဝင်ပြောခဲ့ပါတယ်ပြောခဲ့သေးလေအောင်အခုဆိုရင်အမျိုးသမီးငယ်လေးကဒီပေါ့เนาะမရင်းချင်းခံရတယ်เนาะမရင်းချင်းခံရတဲ့အမျိုးသမီးငယ်ကအဲဘူကြီးရဲ့မယားပေါ့เนาะဒီပြောသလိုဘူကြီး သုံးမင်းနဲ့ဘူကြီးပေါ့နော်ဘူကြီးကသူ့ရဲ့ the same group ပေါ့နော်ဟိုဘာလို့ဆိုကျွန်တော်တို့သူ့နဲ့ the best sin တဲ့ the best sin နဲ့အဖွက်ဒီအရာရှိကမရင်းချင်းသူ့မိမမရင်းချင်းလိုက်တယ်နော်မရင်းချင်းလိုက်တဲ့အခါမှာသူ့မိမကိုဒီတက်ရင်မှုကတော်ကသိန်း30နဲ့ညှိပြီးတော့ဒီပြဿနာကိုအာဘယ်ကောင်မလဲဖိဖို့စူးစမ်းတယ် ဟုတ်ဖြောက်ဖို့ကြိုးစားတယ်ကြိုးစားတဲ့အခါမှာတော့သူဖြောက်မှာပဲသူပြင်ဝင် ရှုပ်မှာပဲဒီပြဿနာကဟောလင်းတကြကြဖြစ်ပြီးတော့အမျိုးသမီးငယ်လေးရဲ့ယောက်ျားပါတည်သွားတယ်ယောက်ျားကတည်မခံနိုင်တော့ကျွန်တော်တို့တရားဆွဲတယ်တရားဆွဲတဲ့အခါကျတော့ယောက်ျားကိုအရှိတမ်းပို့ပြီးတော့အမျိုးသမီးငယ်ကိုအပြင်ကို မောင်းထုတ်လိုက်တယ်မောင်းထုတ်လိုက်ပြီးတော့အဲအဲ့လိုပြဿနာမျိုးတွေဖြစ်တဲ့အချိန်မှာကျွန်တော်ကဝင်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဖော်ထုတ်တယ်ပေါ့ဗျာနော်ဖော်ထုတ်တော့အခုဒီတရားမဆွဲဘူးကိစ္စမှာပါခတူတိုင်းမှုကနေပြီးတော့ကျွန်တော်တို့ တည်ရမှုတက်ဆွဲမှုเนาะဒီအားလုံးကလည်းဝိုင်းပြီးဖိအားပေးပြီးတော့လုံးဝဒီပေါ့เนาะမတိုင်ဖို့မတိုင်ဖို့ဒီဖိအားပေးတဲ့အခါမှာတော့ဘသူပဲဖြစ်ဖြစ်ပေါ့များเนาะကိုယ်အမျိုးသူကိုယ်မိမမရင်းချင်းခံရတာဘသူကငင်ခံကြမှာလဲဗျာเนาะအဲ့တော့ဒီဒီဘူကြီးကတရားလိုဘူကြီးကတရားတိုင်လိုက်ပါပြီတရားတိုင်လိုက်တော့ကမ္မလေးကအပြစ်မှာနေနေရတယ်ဘူကြီးကတော့အရှိန်းကိုမောင်းထုတ်ခံရတယ် ဒီဘောဟောမစ်ရှီလန်ကိုရှီလန်ပို့ခံရတော့ဗျာနော်အဲထို့တူမျက်မြင်တက်တီတွေကလည်းပြီးခဲ့သူကပြီးရတယ်မပြီးခဲ့သူကလည်းရှီလန်ကိုပို့ထားတယ်အဲ့တော့ဒီမှုကိုခုံယုံစစ်ပြီးတော့စစ်ဆေးတယ်စစ်ဆေးတဲ့ခုံယုံစစ်တဲ့သူကလည်းဒီဥပဒေဘောဟောမစ်ဥပဒေဆိုတာလည်းဆိုရလို့ရှိရင်ဖီအားတွေအောက်မှာလဲနေတယ်အဲ့တော့အမျိုးသမီးလေးကအခုဘလို့ဖြစ်လဲဆိုတော့သူတို့ကမောင်းထုတ်ပြီးတော့ဒီမျိုးသမီးကသူတို့မောင်းထုတ်တာမဟုတ်ပါဘူးကောနော် အချင်းပြတ်လုံအောင်အာကြည့်လို့သူတို့သူတို့သူတို့အချင်းပြတ်တဲ့အတွက်ကြောင့်မို့လို့အပြင်ကိုသူတို့သူသူကသူသွားနေတာပါဆိုပြီးတော့တရင်လွင်ခိုင်းနေအဲ့ဒီကျင်းန်းကိုလည်းကြံဖန်ပြီးရေးတယ်လို့ကျွန်တော်ကြားသိရတယ်အခုဆိုအမျိုးသမီးကဖုန်းတော့မသုံးရတော့ဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒီတရင်က online ပုံမှာပြန့်နေတယ်ဒီအမျိုးသမီးကပေးတာပါအာဒီတရေးဒီတရေးဖို့ကြောင့်ပြသူယောက်ျားသူ့အမျိုးသားပေါ့နော်ပေးတာပါဆိုပြီးတော့ဖုန်းတွေကိုစစ်တယ်စာရဖားကလည်းဒီတက်ထဲမှာအကုန်လုံးဝိုင်းထားပြီးသွားပြီး အပြင်ကိုထွက်ထွက်ဝင်နေကအစာစားရပါအသေးစားဆောင်ရှောက်ဆောင်နေတာဖြစ်တယ်အဲ့တော့အမျိုးသမီးကဖုံးသုံးမှုမရတော့ဘူးမျိုးသားနဲ့လည်းအဆက်အသွယ်မရတော့ဘူးเนาะသူအမျိုးသမီးမှာလည်းသုံးနှစ်သားကလေးတယောက်ရှိသလိုအဲနောက်ထပ်အဲကျွန်တော်တို့မိခင်ဖြစ်တဲ့60အသက်60ကျော်ပြင်ဆင်စားရွယ် အာတော်တယောက်ကအဲတော်အမေကလည်းရှိတယ်အဲသူတို့ကအပြင်မှာနေနေရတယ်အပြင်မှာနေနေရတော့မှသူတို့ကိုဘယ်လိုခေါ်မလဲဆိုတော့ဒီရက်ွက်မှာနေလို့မရလောက်အောင်ကိုဖိအားပေးနေတယ်ဖိအားပေးတဲ့အခါမှာစာချုပ်ကချုပ်ထားပြီးသားဖြစ်လို့ကန်ကောင်းနေတာအိမ်ကစာချုပ်ချုပ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့အာဒီအိမ်ကိုသူတို့အိမ်ရှင်ကပြောတယ်ကျွန်တော်တို့ဆက်လက်ကျွန်တော်တို့ဆက်လက်ထားပေးရစီပို့ဆိုတဲ့ပုံစံမျိုးဖြစ်တယ်စာချုပ်ချုပ်ထားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအပြင်မှာတက်ပြင်မှာနေတဲ့သူတွေအကုန်လုံးကလည်းအဲဒီဟိုတက်ရေးမှုကတော်ရဲ့ဖိအားအောက်မှာပဲရှိနေတဲ့အတွက်ကြောင့်မို့လို့အခု ဲ့ဒီမျိုးသမီးနေတဲ့ရက်ွက်ကရက်ွက်ကရက်ွက်လူကြီးအထိက PR တွေကရှိနေတယ်တော့ဒီမျိုးသမီးကိုအဲကျူးလွန်ခံရတဲ့အမျိုးသမီးကိုဒါမျိုးအနိုင်ကျင့်နေရတယ်ကျွန်တော်တို့ကြားသိနေရပြီเนาะကြားသိနေရပြီနောက်ထပ်ဘယ်လိုလဲဆိုတော့ဒီခုံယုံကလည်းခုံယုံအုပ်စုကလည်းအမျိုးသမီးကိစ္စပါဒီမနှိမ်မှုကိုင်တဲ့ခုံယုံကိစ္စခုံယုံကလည်းတော်တော်ညံကြီးရှင်နေအုံနောက်တော်တော်ကြီးရသည်လားအုံနောက်တော်တော်ကြီးရဲ့သူလေး ဘလို့အုံနောက်မျိုးနဲ့ဒီလိုမျိုးပေါ့ဗျာနော်ဟိုဘလို့ဒီလိုမျိုးယာဒူးတွေရလာလဲဆိုတော့စစ်တပ်မှာယာဒူးတွေရလာဆိုကျွန်တော်စဉ်းစားရမှာတဲ့လားမြို့ကြီးကမရင်းချင်းခန္ဓာတရက်နေရချင်းခံလာနော်ဒီပေါ့တုပ်ပိုးစစ်တာက24နာရီအတွင်းမှာပဲစစ်လို့ရတယ်အဲ့တော့ကိုဘယ်တော့မှစစ်လဲဆိုလို့ရှိရင်ဆယ်ရက်ကျော်15ရက်လောက်မှာတုပ်ပိုးစစ်တယ်ဆိုတဲ့ခါကျတော့ဒါတသက်စော်ကားတာပဲဗျာနော်စော်ကားတယ်ပြီးတော့အမျိုးသားရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ကာမပိုင်လျောက်ကြားရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ဒီအမျိုးသမီးငယ်ကိုတုပ်ဖို့သွားဆက်တယ် เนาะအဲအဲ့ဒါကလည်းဒါလည်းနိုင်ကျင်တာပဲအဲ့တော့ကျွန်တော်ကျွန်တော်တို့ပြောသလိုပါဗျာเนาะကျွန်တော်တို့အချင်းချင်းအောင်အခါကြရတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်နည်းနည်းပေါ့ဆွေးနွေးကြည့်တဲ့သူတွေရှိတယ်ပေါ့เนาะကျွန်တော်တငယ်ချင်းတွေပေါ့เนาะအဲသူတို့ကဟာတဲ့ဒါဆိုရင်တော့မလွယ်ဘူးတဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့ဒီမျိုးသားလေးဘဝပေါ့เนาะဒီတရားဆွဲတဲ့ဘူကြီးဘဝမလွယ်ဘူးတဲ့အတရားဆွဲတဲ့ဘူကြီးကလည်းအခုဘာပြဿနာဖြစ်လဲဆိုတော့သူကအရှိတန်းကိုရောက်တယ်အရှိတန်းကနေပြီးတော့သူဆွဲတဲ့အမှုတော့သူကိုယ်လည်းလာရောက်ဖြည့်ရှင်းလို့မရဘူးဖြစ်တယ်အဲ့တော့အရှိတန်းမှာလည်းသူက ဘယ်လိုဟောမလဲအနည်းငယ်များတဲ့ဆိုတဲ့ပုံစံမျိုးတိဖြစ်လာတယ်ဘလောက်ထိလဲဆိုတော့ဒါတိုက်ဆန်မှုရှိတာလားမရှိတာလားမသိဘူးဗျာနော်သူ့အရှိတမ်းမှာရဲဘော်တယောက်ကတနက်နဲ့ထချိန်ပြီးပြစ်တာကြည်စံမထွက်လို့ခံကောင်းတယ်ကြည်စံထွက်မယ်ဆိုဒီအမှုလဲပြတ်သွားမယ်အဲ့တော့သူ့မှာဘာလို့အခုမှကန်ဆိုးတာလားဒါမှမဟုတ်ရှင်လဲဒါတိုက်ဆိုင်တာလားတော့မသိဘူးနော်နိုင်ငံရေးမှာတိုက်ဆိုင်တယ်ဆိုတာရှိမရှိတော့မသိဘူးဗျာနော်အဲဘာလို့ရှိဖြစ်တော့ဒီရဲဘော်တယောက်ကတနက်နဲ့ထချိန်ပြီးပြစ်တာပြစ်တဲ့အခါမှာ ြည်မထွက်လို့တော်သေးတာပါဗျာနော်အဲ့တော့အဲ့ဒီကိစ္စကလည်းအဲကျွန်တော်တို့ပြောလိုက်မှပဲဒီတနက်နဲ့ချိန်တဲ့ကောင်ကအခုဆိုလို့ရှိရင်တော့အေးအေးခံရမယ်ဂျာနာမည်လည်းသိရနော်ကျွန်တော်မပြောဘူးနော်အဲ့တော့အဖီအားတွေကတအားကိုများတယ်တအားကိုများတဲ့ခါမှာကျွန်တော်နောက်ထပ်ထပ်ပြီးတော့ကြည့်ရတာဒီမုံရင်းကလာဆန်ငါပေါ့နော်ဒီနယ်နဲ့ပတ်သက်ပြီးတော့ဘာကြောင့်မို့ဒီလောက်ကြီးတဲတဲလုံနေလဲဆိုတဲ့ခါကြတော့အဲ့ဒီမှာရှိနေတဲ့တက်တွေက တတော်ကိုနော်ဟိုရှားပေါက်ရာလန်းနဲ့ပတ်သက်လာလို့ရှိရင်တတော်လေးကောင်းတဲ့နေရာလေးဖြစ်တယ်။အဲ့တော့အထက်လူကြီးတွေအာယုံစိုက်လာမှဆိုးလို့ဆိုတဲ့ပုံစံမျိုးထိသွားတွေ့ရတယ်။အဲ့တော့ဘသူ့ကိုကြောက်နေရကျွန်တော်လည်းကြောက်တာတော့မဟုတ်ဘူးဗျ။ဒီအမှုကိုကြောက်တာလည်းမဟုတ်ဘူး။ဘာမှမလို့တက်စစ်တွေပါလာမှကြည်ရပါတော့။အနောက်တစ်ခုကလည်းအဲ့ဒီတရင်ကဘော color 15တရင်မှုကလည်းဒုတိယဘုံမူကြီးတင်မှာအခုကဘုံမူဆင်ပဲရှိသေးတယ်။အော်ရှင်နေပေါ့ဒီအချိန်မှာသူအပြစ်မရှိဘူးဆိုလို့ရှိရင်သူရလူတိုးမှာနော်အဲ့တော့ သူ့ຢာသူတက်တဲ့အချိန်မှာအာတော်တော်ပြဿနာဖြစ်တယ်ဗောနော်အဲ့တော့ခတ်တာကလည်းအဲသူကတော့အဲ့လောက်ထိဟုတ်မှာမဟုတ်ဒီဗောနော်ဟိုတက်တယ်တက်တယ်မှာမြန်မာနိုင်ငံရဲ့စစ်တပ်မှာကတကယ်တမ်းပြဿနာရှာနေတာတိုက်ရင်မှုတို့အရာရှိတဲ့ဆိုလို့ချင်းအရာရှိကြော်တွေကပြဿနာရှာသူတို့ကအုတ်ချုပ်ချင်နေတာအဲ့တော့ခလာ15ကိုတကယ်တမ်းအုတ်ချုပ်နေတာကဒီတက်ရင်မှုကြော်ဖြစ်နေတာအငွေကြီးနဲ့ပတ်သက်ပြီးတော့လကောင်းအဲ့ဒီတက်ရင်မှုအိမ်မှာလဲဘယ်လိုခေါ်မလဲဆိုလို့ရှင်ကျွန်တော်တို့ ထိုင်းမှုအတွက်ပေါ့ရဲမေတွေခေါ်ထားတာခေါ်ထားရလဲတယောက်နေရောက်၃ယောက်လောက်ရှိတော့ကြာသိရတယ်ပေါ့ကြာနော်အဲ့တော့ဒါမျိုးတွေစစ်တပ်မှာဒါမျိုးဖြစ်ချင်တိုင်းဖြစ်လို့ရသလားဗျာနော်ရသလားအဲ့တော့အခုတက်ထဲမှာလဲကျွန်တော်တို့ဒီပေါ့ကျင်းတန်းတူရေးတဲ့ပုံစံမျိုးတွေနော်အဲနောက်ထပ်ပေါ့ဘယ်လိုခေါ်မလို့ဆိုရှင် ရဲမေတွေထဲမှာပြောနိုင်ဆိုနိုင်တဲ့သူတွေအားလုံးလည်းငွေကြေးတွေစံစံတွေထောက်ပံ့ထားပြီးတော့သူပြောသလိုပြောခိုင်းထားတဲ့ပုံစံမျိုးတွေနောက်တစ်ခုကလည်းအဲ့ဒီတယင်းမှုကလည်းဗျာခတ်တာကတယင်းမှုကတော့ပေါက်ကွဲတာပေါ့ဘလို့ပေါက်ကွဲဆိုတော့အဲတနေ့ကျတော့ရှည်တန်းကိုအခုနော်တရက်လို့ဘူကြီးကရှည်တန်းကိုရောက်နေတာရှည်တန်းကနေပြီးအခုဆိုရှင်တော့နောက်တန်းမှလာပြန်ပြန်ခေါ်တွေ့တယ်တဲ့ခေါ်တွေ့တဲ့အခါမှာအဲကောင်မင်းတနက်အပြင်မှာထားခဲ့တနက်ဒီပိုင်းအပြင်မှာထားပြီးသူခေါ်တွေ့တယ်ခေါ်တွေ့တဲ့အခါမှာ မင်းငါ့ကိုပြုတ်စီချင်တာလားပြုတ်လဲခယူမဆိုင်ဘူးဟဲ့ကောင်နော်မင်းငါ့ကိုတက်ကထွက်စီချင်တာလားငါခယူမဆိုင်ဘယ်ခယူဆိုင်မလဲဗျနော်ရတာနေတာမဟုတ်တာတရက်တရက်ကိုတရက်သေးဝင်ဝင်အောင်360ရှိတယ်နော်အဲ့တော့ဘယ်လိုလုပ်ခယူဆိုင်တော့မလဲနော်အချိန်တန်းသွားရတာပြောနေတာနောက်ကလည်းမိမကနော်တပတ်တစ်ချိန်နှစ်ပတ်တစ်ချိန်လာအများကြီးရောက်တယ်ဘာလာလောက်တာလဲတော့မသိဘူးဗျာနော်ရတာလားယူတာလားယူတာယူတာလားရတာလားတော့မသိဘူးဗျာနော်အဲဒါမျိုးတိုင်းတာတွေရှိတယ် ဲ့တော့လုံပုံနေလုံပုံနေပြောပါတယ်နော်အဲ့တော့ဘာကြောင့်မို့လို့ဒီစင်ထွတ်လင်းကိုဒီတိုင်ရင်မှုကတော်နဲ့ဒီတိုင်ရင်မှုနဲ့ကာကွယ်နေလဲဆိုတဲ့ခါကြတော့ဟဲ့ဒီမှာတော့တိုင်းလောကတော်ရှုပ်ထေးပါတယ်နော်ဒီစင်ထွတ်လင်းရဲ့မိမကအဲစနရဲချုပ်ပေါ့ရဲချုပ်ဟောင်းပို့ချုပ်ကြီးတယောက်ရဲ့ တမီးလို့သူ့ကိုသူအမြဲတမ်းပြောနေတဲ့အတွက်ကြောင့်ကျွန်တော်တမီးလို့သတ်မှတ်တယ်နော်အဲ့တော့ဘယ်လိုပဲဖြစ်ပါအဲ့တော့သူ့နာမည်နဲ့ဝက်တောက်ကားတွေကဝယ်ပေးနေတာဟုတ်ဗျာနော်အဲဝယ်ပေးနေတဲ့အတိုင်းအတာမျိုးတွေမှာကြာတော့ဝက်တောက်ကားကျွန်တော်လောက်လို့ရှိရင်ကျွန်တော်နာမည်ကထုတ်ပြရလိုက်မယ်နော်နော်အဲ့ဒါမလုတ်ချင်မလုတ်ချင်ဘူးအဲ့တော့တစ်ဖက်ကလည်းအနိုင်မကျင့်ပါနဲ့နော်တရားမှုတရားရင်ဆိုင်မှုအတိုင်းသွားပါနော်ကျွန်တော်ပြောပြပါပြီဥပဒေထက်မှာဘယ်လိုမှမရှိစေရမတရားမှုကိုကျွန်တော်သီးမခံဘူး တက်မလို့ချစ်တယ်ဒါပေမဲ့မတရားမှုတွေလုပ်နေတာကိုကျွန်တော်လုံးဝမကြိုက်ဘူးပဲဗျာနော်အဲ့တော့မရိမှုကတလပိုင်းနော်26ရက်နေရမရိမှုဖြစ်တယ်နော်9လပိုင်းကြမှာတပိုးစစ်တယ်ဆိုတော့ဘလို့အုံနောက်မျိုးနဲ့ကျွန်တော်ကြည်တာပေါ့နော်အဲသူတို့စစ်တာလဲဘယ်မှာစစ်မလဲဆိုတော့မိုးကောင်းစေးုံမှာစစ်တယ်နော်မိုးကောင်းစေးုံမှာအဲစစ်တဲ့ပုံစံမျိုးမှာ ီတရေမှုတရေပေါ့နော်တရေမှုရဲ့လက်မှတ်တွေပါတယ်ပါတယ်ပုံစံမျိုးတွေအထိရှိတယ်ပေါ့နော်အဲ့လိုမျိုးမျိုးသမီးငယ်တယောက်ကအခုမျိုးသမီးငယ်ကဘယ်လိုဖြစ်လဲဆိုတော့ PR ပေါင်းများစွာလေ့ကျင့်ဆိုင်နေရတဲ့အပြင်ကိုနော်အရှက်လေ့ကျင့်ဆိုင်နေရတဲ့ပတ်ဝန်းကျင် PR လေ့ကျင့်ဆိုင်နေရတဲ့အဲ့ဒါတရေမှုကတော့ရဲ့ဒီလိုမျိုးပေါ့သိန်း30ပေးရဒါပြစ်တစားဇက်သွင်းတာပဲလေတရားတရားဥပဒေအမှုမြောက်နေပြီဒါဒီလောက်တော့ခင်ဗျားအမှုသိရအောင်နော် အဲ့တော့တည်ငြိမ်မှုပြတော့ဗာပြောလို့ဆိုတော့တိန်30ပေးရဆိုတော့မဖိုးပေးတာဗာမဖိုးကတယောက်တည်းကိုခေါ်ပေးရသလားမဖိုးကဒီပြဿနာဖြစ်နေသူတယောက်တည်းကိုခေါ်ပေးရဒါပြစ်တစားစက်သူနော်သူကိုယ်တိုင်မှုတဲ့ဝင်နေမှုတွဲနေမှာပါနေပြီနော်အဲ့တော့အထက်ပြပြောရမယ်ဆိုတော့မြတ်မတရားလုံလုံနဲ့မတရားလုံလုံတဲ့ခါကျရင်တော့အဲကျွန်တော်တို့ကတခြားရွေးချယ်ကြမှာမရှိပဲဗျာနော်အဲ့တော့ရက်တရားတော့မှာပဲလीနော်အဲ့တော့ခင်ဗျားတို့အခုဘယ်လိုဖြစ်နေလဲဆိုတော့ ဒီတက်ကလည်းဘာကြောက်တယ်လဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ကလည်းမပြောဘူးလို့သဘောထားတာပေါ့ဗျာနော်မပြောဘူးဆိုတာလည်းကိုယ်လုံးလည်းမဟုတ်ပါဘူးပေါ့ဒါမျိုးမတရားလုပ်တဲ့ခါမှာတော့မတရားမှုကကျွန်တော်သိထားသမျှကိုကျွန်တော်ပြောမယ်အတီးပြူကတော့ခင်ဗျားတို့အထက်အရာရှိအစင်းစင်းတွေမှာတာဝန်ရှိတယ်နော်အဲ့တော့ဒီတရင်မှုတို့နော်ဝင်းဝေးရတအားကောင်းတဲ့တက်တွေကိုဗျာနော်ငါအပွင့်ချွတ်သွားလဲမမှန်ပြူခေကောင်နော်ထွက်ရလဲဘာမှမပြူခေကောင် ဘာလင်းငေါက်ထွက်စေခြင်းနဲ့လားထွက်သွားလိုက်မယ်ဖတ်မှာပေါ့တရေတရေရတဲ့ဆက်ရနေတာမဟုတ်လားနော်လောပြေလက်ပြေနေလုံလုံလုံလောက်နေနော်အေးဟုတ်ပါပြီအဲ့တော့ပဲကျွန်တော်အဓိကပြောချင်ပါသေးတယ်အဲထပ်ပြီးတော့ကျွန်တော်မပြောချင်ဘူးနော်ပြောလို့ရှိရင်လည်းမကောင်းဘူးအဲ့တော့ခင်ဗျားတို့လိုအပ်ရင်ခင်ဗျားတို့ရဲ့ဒီ without card number ကောနော်ဒီစစ်စစ်ချက်တွေကောနော်အဲကျွန်တော်မထုတ်ပြချင်ဘူးနော် မထုတ်ပြခြင်းတဲ့အတွက်ကြောင့်မလို့ညီညီနိုင်နိုင်နဲ့เนาะအမှုကိုရှိကိုအရှိတိုင်းအတိကိုအတိတိုင်းနဲ့တရားဥပဒေအထက်မှာဘယ်သူမှမရှိစေရပုံစံမျိုးနဲ့သာဆောင်ရွက်ပါเนาะအဲဆိုရင်ကျွန်တော်တို့ရှေ့လျှောက်လဲကျုံးနဲ့ဘာမှတဲစရာညှိစရာအကြောင်းမရှိဘူးဟုတ်လားအဲ့တော့အခုတို့ချုံပြီးတော့ဒီကိစ္စကိုပြန်ပြောမှဆိုရှင်ဘိုးကြီးကသူ့ကိုလောက်ကျန်တဲ့အစင်ထီအောင်ရောက်လာတယ်လောက်ကျန်တဲ့ရဲအဲမခုတက်သားကိုလည်းအခုဆိုလို့ရှိရင်တော့ အဲဘယ်လိုခေါ်မလဲကြီးမပေါက်တော့ကံကောင်းတော့ပေါ့ဗျာနော်အဲ့ဒီတက်သားကိုလည်းအခုဆိုရင်တော့တိသွားလူတိရှင်ကြဖြစ်သွားတဲ့ကြောင့်အေးယူမယ်နော်အေးယူမယ်အမျိုးသမီးငယ်ကတော့တလာပိုင်းကဖြစ်တဲ့နန်းတုပ်ပိုးကို၅လပိုင်းမှာအစ်စ်ခံရဆိုတော်တော်အုံနောက်ကြီးတာညံကြီးရှင်နေအုပ်ချုပ်နေတာနော်တလားညံကြီးရှင်တွေကိုတခါတည်းနေရာပေးထားတာဟုတ်ပြီလားအဲအခုအခြေအနေကဘာလဲဆိုတော့အမျိုးသမီးမရင်းချင်းခံရတဲ့အမျိုးသမီးငယ်ကတက်ပြင်မှာဒါမျိုးဒုက္ခရောက်နေတဲ့အချိန်မှာနော် အမျိုးသမီးကိုမလိန်ကျင်းလိုက်တဲ့အရာရှိကတော့နော်ရာရှိရိတ်တာမှအေးအေးဆေးဆေးပလင်းထောင်ဝိုင်းဖွဲ့ပြီးတော့ပျော်ရွှင်နေတော့မှာပဲသူမိမလည်းဝတ်တော့ကားကြီးတဝီဝီနဲ့ပါပဲနော်ဝတ်တော့ကားလေးကိုလည်းဘသူလိုချင်တယ်သူ့နာမည်သူ့အဖေနာမည်ပြောလိုက်ရင်ဝတ်တော့ကားကိုဘယ်သူမှမကတ်ရဲဘူးအဲဝတ်တော့ကားနံပါတ်ပါချပါရပါမယ်နော်ဟုတ်ပလားလိုအဲ့အဲ့တော့ဒါမျိုးတွေရှိတယ်တော့တယင်းမူကတော်အနေနဲ့ကလည်းအာကျွန်တော်အနေနဲ့ထပ်ပြီးတော့ မပြောချင်ဘူးဗျာနော်မပြောစီချင်ရင်အနိုင်ကျင့်နိုင်မလုပ်ပါနဲ့တရားဥပဒေနဲ့ရှိကိုရှိတိုင်းနော်ဖိအားတွေအားလုံးပေးနေရတွေကိုရှောင်ပါကျင်ပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာနော်ကဲဟုတ်ပါပြီအဲကျွန်တော်ဒီနေ့မတရားမှုတွေနှစ်ခုပေါ့နော်အဲကျွန်တော်ပြောခဲ့ပြီးပြီအတီးပြဖို့တွေကတော့ခင်ဗျားတို့ကျွန်တော်တို့အားလုံးဝိုင်းမင်းစူးစမ်းပါအဲထို့တူဒီနေ့ဒုချုံပြောမှာဆိုရင်ကိုဖုံးကိုကိုဖုံးကိုချစ်တဲ့ချစ်ပါတယ်ဆိုတော့ခင်ဗျားတို့တွေဝိုင်းရက်တီပါ တန်ပြုပါနော်ခမရလို့အတန်ကိုထုတ်ဖော်ပြီးတော့အလုံးချအောင်ကြည်ကြည်လောင်လောင်ပြောပါမပြောဘူးဆိုလို့ရှိရင်တော့ဒီကုန်ဖုံးတော့ကတခြားကဲမဲ့သူကခမရလို့ပဲရှိရသူ့နောက်မှာဘာအပွင့်ဘာခတ်မှမရှိဘူးသူ့နောက်ကအပွင့်ခတ်ဆိုတာလေဘယ်လိုခေါ်မလဲဆိုလို့ရှိရင်တီတီလေးတွေနော်လင်းတဲ့ချက်မှုလိုက်ရင်လွင့်သွားမဲ့လူတွေကြီးပဲအဲ့အဆင့်တော့ပဲရှိတာဟုတ်ပလားတစ်ဖက်အုပ်စုရဲ့နောက်မှာကကြီးကြီးမားမားကြီးတွေရှိနေတယ်အဲ့တော့ဒါကတက်တွဲအားပြိုင်မှုနဲ့နော် ကျွန်တော်အားနဲ့ဒီဘာလို့ပါဝါပြိုင်မှုတစ်ခုလို့သွားတွေ့ရတယ်နော်အဲထို့တူပဲအခုမွန်ရင်ခလာယာ15ဒီမရင်းမှု ပြဿနာကလည်းတတော်ကြီးကိုအနိုင်ကျင့်မှုတွေဖြစ်နေတယ်ခင်ဗျားတို့မရဘူးဆိုလို့ရှိရင်တော့အကျွန်တော်အနေနဲ့ကတော့ဆက်လက်ပြီးတော့တင်ပြပြောဆိုနေရမှာဖြစ်တယ်ပေါ့ဗျာနော်ကဲဟုတ်ပါပြီဒီလောက်မှာပဲကျွန်တော်ရဲ့ရုပ်တံလေးကိုရပ်ပြရစင်တော့ကျေးဇူးများလိုက်တယ်